ရာစရီလန်ကာရောက်ပါပြီ Chasing a light on an untie living the moment I'm gonna grow I'm gonna glow I know it I got no fear when ways clear ready to take off ready to take off ကျွန်တော်ကိုယ်တိုင်လေးနှစ်နှစ်သက်သက်ရှိတဲ့စီလုံးတစ်ဖက်ကြီး စီးလုံတီးရဲ့မူလရင်းမြစ်ဒေသလည်းဖြစ်တယ်လို့ဗုဒ္ဓဝင်တွေကတီဟိုကျွန်းလေးဖြစ်တဲ့သီရိလင်္ကာကိုမတော်လဲခင်မှာဘာရီချူတင်တိထားတင်တယ်လဲဆိုတာတွေကိုဒီဗီဒီယိုလေးကနေဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ရင်ကျွန်တော်ရဲ့တီးရီလင်္ကာနိုင်ငံကိုတွေးထားတာနဲ့တကယ်လည်းတွေ့ရောက်တော့မြင်ရတဲ့အနေအထားအတော်လေးကွာခြားတယ်လို့ရောက်တဲ့နေ့မှာပဲမှတ်ချက်ချမိပါတယ်တီးရီလင်္ကာကိုဖွံ့ဖြိုးမှုနှဲပါပြီးတန်ရှင်းမှုနှဲပါမယ်လို့ထင်ခဲ့ပေမယ့်တကယ်တမ်းတော့အတော်လေးဖွံ့ဖြိုးနေပြီးတန်ရှင်းမှုလည်းရှိသလိုလူနေမှုအဆင့်တန်းနဲ့လူချင်းဝယ်လည်းကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဆိုတာသိလိုက်ရပါတယ်ဒါပြင်သီရိလင်္ကာဟာတဘာဝအလှလေအတော်ဆုံးလင်းပါလေ တောင်တန်းသစ်တော်ကန္နာယကျွန်းကန်းချီကျေးလက်တော်ရခင်မီမျိုးပြအားလုံးစုံလင်းနေသလိုကိုကိုယုံကြည်မှုနဲ့ရိုးရကလေးတွေကလည်းတမိုင်းကြောင်းရှည်လျားပြီးလေးလာစရာပေါ်များတယ်လို့ဆိုနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းနှစ်နှစ်သက်သက်ရှိတဲ့မလိုင်းဘက်များများနဲ့တောက်လို့ကောင်းတဲ့စီလုံးတစ်ဖက်ကြီးစီလုံးတီးရဲ့မူလရင်းမြစ်ဒေသလည်းဖြစ်သလိုဘုဒ္ဓဝင်ထဲကတီဟိုကျွန်းလေးဖြစ်တဲ့တိရိလင်္ကာကိုမတော်လဲခင်မှာဘာရီကျူတင်တိထားတဲ့လဲဆိုတာတွေကိုဒီဗီဒီယိုလေးကနေဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ တီးလင်္ကာကိုခီးသွားဖို့အကောင်းဆုံးချိန်တီးလင်္ကာကိုခီးထွက်ဖို့အကောင်းဆုံးချိန်ကိုပြောရရင်မိမျက်နှာတင်ပြီးအပိုင်းခွဲပြီးပြောရလေရှိပါတယ်ဒါကြောင့်ခီးထွက်မဲ့သူကတီးလင်္ကာရဲ့ဘဲမြို့ကိုခီးသွားမှလေဆိုတာပေါ်မူတည်ပြီးကွဲပြားသွားနိုင်ပါတယ်အကျန်းအဖြစ်တော့ဒီဇင်ဘာလကနေမတ်လအတွင်းဆိုရင်တောင်ပိုင်းနဲ့အနောက်ဘက်ကမ်းရိုးတန်းတွေစီကိုခီးသွားဖို့အကောင်းဆုံးဖြစ်ပြီးတော့မေလကနေစက်တင်ဘာလအတွင်းကိုတော့အရှိတ်ဘက်ကမ်းရိုးတန်းနဲ့မြောက်ပိုင်းတွေစီခီးသွားလို့ကောင်းပါတယ်ဒီဇင်ဘာကနေမတ်လမှာတော့ကမ်းခြေတွေစီသွားလို့ကောင်းတယ်လို့ တောင်တက်ခီးစဉ်တွေလည်းသွားကြပါတယ်။မူနေပြီးနေသာပူနွေးတဲ့အချိန်ဖြစ်လို့ပါ။မေကနေစက်တင်ဘာမှာတော့ရာသီဥတုက6တိပူပြင်းပါတယ်။ကန်ဒီတို့စီဂီရီယာတောင်တို့စီကိုခီးသွားလို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ခီးသွားလဲနေပါတတ်ပါတယ်။မြမခီးသွားအများစုကတော့ဆွေတော်ပွဲတော်ကိုဖူးရင်သွားတတ်ကြတာမို့လို့ဒီလိုအချိန်မျိုးမှာအများဆုံးလာရောက်တတ်ကြတာပဲဖြစ်ပါတယ်။တူတူကြကြအနေနဲ့ဧပြီမှာရာသီဥတုအရန်ပူတက်ပြီးအောက်တိုဘာနဲ့နိုဝင်ဘာတွေမှာတော့မိုးများတတ်ပါတယ်။ဘာရီယူသွားမလဲ။ ခီးစဉ်မှာကျူးဆောင်သွားဖို့အကြံပြုစရာကတော့သွားမယ့်အချိန်ရာသီဥတုနဲ့ကိုက်ညီမဲ့အဝတ်အစားတွေပါမိုးများချိန်အတွက်မိုးကအင်ဂျီတွေထည့်သွားတာမျိုးနဲ့မိုးရေစုကန်ဖက်နယ်တွေပြင်ဆင်တင်တာမျိုးတွေရှိပါတယ်ဆွေတော်ပွဲတော်ကာလမှာတော့မိုးနေလေးရှိတာမလို့ပေါ့ပေါ့ပါပါနဲ့ခန္ဓာကိုယ်လုံးလုံးချုံချုံဖြစ်စေမဲ့ဝတ်စုံမျိုးတွေကိုယူသွားတင်ပါတယ်ဒီလင်ကားရဲ့လေပတ်ဆရာနေရာတွေဟာဘာသာရေးနဲ့ဆက်နွယ်ကြတာများလို့ဝတ်စားစီရင်မှုပိုင်းကိုတော့အထူးသတိပြုကြရပါတယ် ဟိုးရင်ကတော့အဖြူဝမ်းဆက်တွေမဖြစ်မနေဝစ်ကြတာမျိုးလို့သတင်းတွေရှိခဲ့ပေမဲ့တကယ်တမ်းတော့မဟုတ်ပါဘူး။အဖြူဝစ်စုံကိုသူတို့တကယ်တံမိုးထားကြပါတယ်။ဘာသာရေးအဆောင်နဲ့အခမ်းအနားတွေမှာဝစ်ဆင်ကြလေးရှိပေမဲ့ခီးသွားရည်အနေနဲ့ကတော့ဘလို့ရောင်မဲဝစ်လာလားပြဿနာတော့မဟုတ်နေပါဘူး။အမတ်ကျအနေနဲ့ဓပုံရိုက်ရင်ဝစ်ဖို့အတွက်အဖြူတစုံလောက်ထည့်သွားရင်ကိုပဲလုံလောက်နေပါပြီ။ဖျားပတ်ဖူးရတာမျိုးကြီးပဲမဟုတ်တာကြောင့်မလို့အတူအပြက်လေးတွေဝစ်ချင်လဲဝစ်နိုင်တဲ့နေရာတွေအများကြီးရှိပါသေးတယ်။အရေးကြီးတာတော့နေလောင်ခံစည် SPF များများပါတာလေးလေလိုပါလိမ့်မယ်။ အချိန်ကွာခြားချက်နဲ့လေ့ရင်ကြခြင်းမြန်မာနဲ့တိရီလင်္ကာရဲ့အချိန်ကွာခြားချက်ကတော့တနာရီဖြစ်ပါတယ်မြန်မာကတိရီလင်္ကာထက်ကိုတနာရီတိတိပိုဆောပါတယ်မြန်မာကနေတိရီလင်္ကာကိုတရိုက်လေ့ရင်ရှိမယ်ဆိုရင်တော့၃နာရီခွဲခန့်သာကြာမြင့်နိုင်မှာဖြစ်ပေမဲ့လက်ရှိကတော့ထိုင်းနိုင်ငံနေတဆင့်ထွက်ခွာနေကြရတာမို့လို့ထိုင်းကိုလာချိန်တနာရီခန့်ထပ်ပို့ပါလိမ့်မယ်ထိုင်းမှာလေ့ရင်အပြောင်းလဲတွေဆောင်ဆိုင်ရခြင်းတွေလည်းရှိနိုင်ပါတယ်ဘန်ကောက်ကနေတိရီလင်္ကာကိုတော့လေ့ရင်ချိန်၃နာရီခွဲခန့်မှာဖြစ်ပါတယ် visa သီးလင်္ကာဝင်ဖို့အတွက်မြန်မာခီးသွားရေးအနေနဲ့ ETA ဆိုတဲ့ Electronic Travel Authorization ကိုကြိုတင်လျှောက်ထားဖို့အတွက်လိုအပ်ပါတယ် ETA နဲ့ရက်30နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။လေဆိပ်ဝင် လာဝကကို ETA နဲ့အပြန်လက်မှတ်တွေတင်ပြရတတ်ပါတယ်။ငွေကြေးသုံးစွဲရင်းငွေကြေး unit ကတော့သီရိလင်္ကာရူပီစီလုံးရူပီဖြစ်ပြီးတော့ American ဒေါ်လာကို စီလုံးရူပီ300ခန့်ရရှိမှာဖြစ်ပါတယ်။ ိုင်ငံသားတွေဝင်ထွက်သွားလာတဲ့မြို့ကြီးတွေမှာတော့ငွေလဲဝင်ဆောင်မှုတွေကိုပိုပိုများများတွေ့ရတယ်လို့ဆိုင်ကြီးဟိုတယ်ကြီးတွေမှာလည်း credit card debit card တွေကိုသုံးစွဲလို့ရမှာဖြစ်ပါတယ်လေစိတ်အဝင်ကလေးကငွေလဲကောင်တာတွေကိုပေါပေါတီတီတွေ့ရမှာဖြစ်ပြီးတော့ဈေးလည်းအများကြီးကွာဟားလေးမရှိတာကြောင့်လဲလဲနိုင်ကြပါတယ်။ဒီလင်ကဟာလေအိန္ဒိယငွေသက်မခင်းတာကြောင့်မို့ တစ်ပေးတဲ့ယဉ်ကျေးမှုရှိပေမဲ့အိန္ဒိယလိုအရန်ကြီးမျှော်လင့်ချက်မထားတဲ့လူမျိုးတွေဖြစ်တာကြောင့်စိတ်သက်သာရေးအရရလို့ဆိုနိုင်ပါတယ်။ကိုကအပေးကန့်ရဲ့ရောတဲ့သူမျိုးဆိုရင်တော့နောက်တစ်ခါ street food တွေများများစားတတ်တဲ့သူမျိုးဆိုလို့ရှိရင်တော့ဝေးချွေများများစောင့်ထားဖို့လိုအပ်ပါလိမ့်မယ်။ဘာသာစကားတိလင်္ကာမှာရုံးသုံးဘာသာစကား၃မျိုးအသုံးပြုပါတယ်။စင်ဟာလာ၊တမိလ်နဲ့အင်္ဂလိပ်တို့ဖြစ်ပါတယ်။ ဒေတာကအတော်တော်များများတော့အခြေခံအင်္ဂလိပ်စကားကိုသိကြတာဖြစ်တဲ့အတွက်ဆက်ဆံပြောဆိုရောင်းဝယ်ရေးတွေမှာအဆင်ချောနေပါလိမ့်မယ်။သီးလင်္ကာမှာအချိန်ဘယ်လောက်ပေးလဲတင်တယ်လဲ။သီးလင်္ကာကိုလဲမယ်ဆိုလို့ရှိရင်တမျိုးတည်းမှာပဲကြောက်ချနေဖို့မသင့်ပါဘူး။မျိုးတွေကူးနေမှနိုင်ငံရဲ့ကြော်ကြားထင်ရှားတဲ့အထင်ကရနေရာအစုံကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။အချိန်အားဖြင့်၁၄ရက်ခန့်ပေးနိုင်အတော်လေးလုံလောက်မှုရှိပေမယ့်ရက်၃၀အပြည့်လဲပတ်နိုင်ခဲ့ရင်တော့အကောင်းဆုံးဖြစ်မှာပါ။ စီဂီရီယာတို့ဒံဘူလာတို့လိုတောင်မြင့်နေတက်ရမယ့်နေရာတွေရောက်လာရင်အချိန်ပေးပြီးလေပတ်အနားယူနိုင်ပုံပြီးတက်တောင့်တက်တာဖြစ်ရပါလိမ့်မယ်။ကမ်းခြေတွေလည်းအရင်ဆန်ဆန်လှနေသေးတာမို့အချိန်ပေးလေပတ်သင့်တယ်လို့အကြံပြုချင်ပါတယ်။ခဏခဏပြန်လာဖို့ထက်တစ်ချိန်နဲ့နဲ့နေရာအနှံ့သွားဖို့ဖြစ်နိုင်တဲ့နိုင်ငံဖြစ်တာကြောင့်အလဲလာမယ်ဆိုလို့ရှိရင်တစ်ချိန်နဲ့နဲ့သွားလာနိုင်အောင်ကြိုတင်ပြင်ဆင်သွားသင့်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်။မီပလက်ပေါ့။တီးလင်ကမှာတုံးများတဲ့မီပလက်ပေါ့မျိုးစားကတော့ type D နဲ့ G သုံးပေါက်ထုတ်အမျိုးအစားတွေဖြစ်တာမို့ကျွန်တော်တို့မြန်မာတွေအနေနဲ့ကတော့ adapter ယူသွားမှအဆင်ပြေပါမယ်။ဘာသာတရားနဲ့ကိုယ်ကိုယ်ယုံကြည်မှုဒီလိင်္ဂါနိုင်ငံဟာလည်းဘာသာတရားမျိုးစုံကိုယ်ကိုယ်သူများနေထိုင်ကြရနိုင်ငံပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်ကတော့80ရာခိုင်နှုန်းခန့်နဲ့အများဆုံးဖြစ်ပြီးဟိန္ဒူဘာသာဝင်၊အစ္စလာမ်ဘာသာဝင်၊ခရစ်ယာန်ဘာသာဝင်ဆိုပြီးတော့အစင်လိုက်အနည်းများရှိနေကြပါတယ်။ ဗုဒ္ဓဘာသာကျောင်းခံဖျားစီတွေဒီအများဆုံးမြင်တွေ့ရမှာဖြစ်တယ်လို့ရှေးကြဆုံးဗုဒ္ဓဝင်နေရာတွေဟာလည်းအများပြတဲ့အရက်ဒေသဖြစ်ပါတယ်။နိုင်ငံရဲ့အထင်ကရလေပတ်စရာအမှတ်သားတွေထဲမှာဟိန္ဒူဖျားကျောင်းကြီးတွေ၊ဗလီကြီးတွေနဲ့ခရစ်ယာန်ဖျားကျောင်းကြီးတွေလည်းပါဝင်နေတာဟာထူးခြားမှုတစ်ခုဖြစ်ပါတယ်။စင်ကပ်ဝယ်မယ်ဆိုလို့ရှိရင်တီးလင်္ကာမှာတုံးဆွဲဖို့စင်ကပ်ဝယ်မယ်ဆိုလို့ရှိရင်လေးစိတ်မှာတစ်ခါတည်းဝယ်တာကပိုအဆင်ပြေတယ်လို့အကြံပြုချင်ပါတယ်။အပြင်မှာလည်းရောင်းချသူတွေရှိတတ်ပေမဲ့အမြန်ဆုံးနဲ့စိတ်ချရဆုံးကလေးစိတ်ကဆိုင်တွေလို့ပြောနိုင်ပါတယ်။ dialogue sld mobitel hash ဆိုတဲ့ operator တွေကိုအသုံးပြုနေကြတာတွေ့ရပါတယ် rupee 100ကနေ900ကျားအတွင်းစတင်ဝယ်ယူနိုင်ကြပြီးတော့တချို့ကတော့ plan မျိုးမျိုးနဲ့တခါတည်းပါဝင်လာမှာဖြစ်ပါတယ် internet data plan အတွက်ကိုတည်တံ့ထက်ဝယ်ဖို့လည်းလိုအပ်နိုင်ပါတယ် esim လိုချင်လို့ရှိရင်တော့ dialogue မှာရှိပါတယ် taxi ငားမယ်တီးလင်ငားရဲ့မြို့တော်တော်တော်များများမှာတက္ကစီငားမယ်ဆိုလို့ရှိရင် Pick Me ဆိုတဲ့ local application အကောင်းဆုံးလို့ဆိုရပါမယ်။ EasyGo Taxi, Kangaroo Cups နဲ့ Yogo တို့လည်းအသုံးပြုကြပါသေးတယ်။မြန်မာနဲ့ရင်ပါတဲ့ Grab ကတော့မရှိနေဘဲနဲ့ Uber ကိုတော့ညကြီးတွေမှာအသုံးပြုနိုင်မှာဖြစ်လို့အဆင်ပြေတယ်ပြောရပါမယ်။တုတ်တုတ်တွေလည်းရှိပေမဲ့တုတ်တုတ်တွေရဲ့အစင်လာမပြတ်ဂျင်းကတော့အကြီးကြီးမိတတ်ကြတာမို့အထူးသတိထားရပါတယ်။ တုတ်တုတ်တွေနဲ့လေပတ်ဆရာနေရာတွေသွားတဲ့အခါကိုမသွားချင်တဲ့အယောင်ဆိုင်တွေစပါးတွေကြောက်မြင့်ရင်နာဆိုင်တွေကိုပါရောက်သွားနိုင်ပြီးတော့အငင်းပွားဆရာတွေလည်းဖြစ်နိုင်ပါတယ်။နေရာတစ်ခုရောက်လို့ဒီနေရာပိတ်တယ်လို့ပြောတိုင်းလည်းလွယ်လွယ်မယုံကြဖို့သတိပေးတာတွေကြားရပါတယ်။သွားလာနေတဲ့လူတွေရဲ့အခြေအနေကိုကြည့်တတ်ဖို့လိုအပ်တယ်လို့လည်းအကြံပြုချင်ပါတယ်။ဂျထားစီဖို့အတွက်ချူတင်ဝယ်ယူပါသီးလင်္ကာရဲ့နာမည်ကျော်အလှဆုံးယထာလမ်းတွေကိုဖြတ်သွားဖို့ယထာစီမယ်ဆိုလို့ရှိရင်ကန်ဒီကနေအလာယထာလမ်းမတွေကအတော်ဝေရခက်တာမလို့ကြိုတင်ပြင်ဆင်ဝယ်ယူထားတင်ပါတယ်။ ခီးသွားအများဆုံးချိန်ဒီဇင်ဘာနေ့ဧပြီလအတွင်းမှာတော့ယထားထိုင်ကုန်လက်မှတ်တွေကိုသွားမိတ်ရိတ်ရက်ရှက်နှင်းငယ်မှသာအကျူတင်ဝေယူနိုင်တာကြောင့်လည်းသတိပြုရမှာဖြစ်ပါတယ်။ယထားလက်မှတ်ကို Sri Lanka Railways အစိုးရ website ကနေသာဝေယူကြရမှာဖြစ်ပါတယ်။ခီးသွားတွေစီးဖို့အကောင်းဆုံးယထားတွေကတော့ Ella Odyssey နဲ့ Dahinda Odyssey တို့ပဲဖြစ်ပါတယ်။စင်းနေငယ်မြင့်ပေမဲ့ခီးသွားရီတက်ပုံရိုက်ဖို့ကောင်းတဲ့နေရာတွေမှာရက်ပေးတက်လို့ပဲဖြစ်ပါတယ်။အခါကြီးရက်ကြီးအရက်မရောပါ။ ဘာနည်းမှမရှောင်ပဲအမြဲအယက်အယောင်တက်တဲ့ဗုဒ္ဓဘာသာနိုင်ငံကြီးကလာမဲ့တောက်တက်တဲ့ကိုကိုမမတို့ကတော့အခါကြီးရဲ့ကြည်လာပြင်းနေတွေမှာကြုံခဲ့မယ်ဆိုလို့ရှိရင်ဒီလင်္ကာမှာအယက်မရောမှုဆိုတာလေးကိုကြိုတင်သတိပေးပြောပြချင်ပါတယ်။ညာလက်ကိုအသုံးပြုပါဘဲလက်ကိုမတန့်စင်ဘူးလို့သတ်မှတ်ထားတဲ့အတွက်ကြောင့်အစားတောက်စားတာပေးတာယူတာတွေကိုညာလက်နဲ့ပဲလှုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။ဘဲတန်ဒီအတွက်ကတော့နည်းနည်းကတိကအောက်ဖြစ်မယ်ထင်ပါတယ်။ကျမကြီးနဲ့တုံချုံကြီး ကျမ်းမာရေးအတွက်ကတော့လမ်းဘေးစာတွေကိုစားတဲ့အခါတေးချာကြက်အောင်ချက်ထားတာဒီစားဖို့သတိပေးထားပြီးတော့ရေတန့်ဘူးကိုပဲတောက်သုံးဖို့နဲ့သွားတိုက်တာအစာရေတန့်ဘူးသုံးဖို့အတွက်ကိုအကြံပြုထားကြပါတယ်။လုံခြုံရေးအတွက်ကတော့မိန်းကလေးတွေညာဘက်ထွက်ရင်ဝတ်စားစိမ်မှုကိုသတိပြုဖို့နဲ့ခီးသွားများတဲ့နေရာတွေမှာတခိုးတွေရှိတတ်တာမို့သတိပြုဖို့လိုအပ်ပါတယ်။ Night life ကြိုက်သူများအတွက်ညာဘက်ထွက်ခဲ့ရတာကြိုက်သူများအတွက်ကတော့ကိုလံဘိုမြို့မှာအသင့်လျော်ဆုံးလို့ဆိုကြပါတယ်။ ဂျန်နေမျိုးတွေမှာတော့အေးအေးဆေးဆေးဖြစ်တာများပါတယ်။စစ်သူငင်ငယ်လှုပ်လှုပ်ရှားရှားကြိုက်တဲ့သူတွေအတွက်ကတော့မြို့တော်ရဲ့ညအရသာပိုကောင်းပါလိမ့်မယ်ခင်ဗျာ။တရိတ်ဆန်နဲ့ဝေးဝေးနေပါ။မြောက်တီကတော့မြို့ကြီးတွေမှာလည်းတွေ့ရတတ်ပြီးတော့တချို့မြို့တွေကကူတယ်ရီမှာဆိုရင်မြောက်တီဝင်လာမှာဆိုလို့တကားဖွင့်တာမျိုးကိုတားမြစ်ထားတတ်ပါတယ်။ဆာဖရီလိုခီးစင်မျိုးတွေတော်ရဲတော်ရတဲ့ခီးစင်မျိုးတွေလည်းတီရီလင်္ကာမှာရှိနေတာကြောင့်တော်ရိုင်းတရိတ်ဆန်တွေနဲ့ခက်ဝဲဝဲနေပြီးလေးလာဖို့တတိပေးထားပါဗျာ။ တီးလင်ကကိုကိုယ်စီစဉ်နဲ့ကိုသွားမလားခီးသွားဝင်ဆောင်မှုလုပ်ငန်းနဲ့သွားမလားဒါတော့ကို့အပေါ်မှာပဲမူတည်ပါတယ်ကို့ဘာသာစီစဉ်နိုင်စွမ်းရှိတယ်လို့ယုံကြည်ရင်တီးလင်ကဟာဈေးလည်းသိပ်မများပဲနဲ့လေပတ်လို့ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ဘာသာစကားလည်းအခက်အခဲနေပါပါတယ်ဂျင်းကတော့ကဘာအရရမှာရှိပြီးသားမှုကိုရှောင်တိုက်အဆင်ပြေပါလိမ့်မယ် တစ်မျိုးကနေတစ်မျိုးကူးဖို့အများဆုံးရင်ကြီးတွေစီးရတာမျိုးဖြစ်တာကြောင့်ကြိုတင်ပြင်ဆင်နိုင်သူများဆိုရင်တော့ပုံမလွယ်ကူမှဖြစ်ပါတယ်။ကိုဘာသာကိုသွားတာမျိုးဖြစ်လို့အများနဲ့ဖဲ့ပြီးအချိန်ယူနေစရာမလိုဘဲနဲ့ကိုသွားခြင်းတဲ့နေရာတိုင်းကိုကိုဆုံးဖြတ်ချက်နဲ့ချက်ချင်းလှုပ်ဆောင်နိုင်တဲ့အားသာချက်ရှိပါတယ်။ခီးသွားလုပ်ငန်းနဲ့သွားတာကတော့အခန့်သားလေးလိုက်သွားယုံပါပဲ။မျိုးတွေကူးတာမှစိတ်မပူပါသလိုဟိုတယ်အတွက်လည်းစိတ်ပူစရာမရှိပြန်ပါဘူး။ ဝင်ကြီးအတွက်လည်းကြိုတင်စီစဉ်ထားပြီးဖြစ်တဲ့အပြင်မှာဗီဇာကိစ္စလိုမျိုးအစားပူးစရာမလိုတော့ပဲသွားလာနိုင်ကြမှာဖြစ်ပြီးတော့သွားသင့်တဲ့နေရာတိုင်းကိုအစဉ်ချော့ချော့ရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်။အများနဲ့ဖြစ်တာကြောင့်ကိုသွားချင်းချင်းမသွားချင်းချင်းရောက်ရမှာဖြစ်ပြီးတော့အချိန်တိုအတွင်းလှုပ်ဆောင်ကြရတာမျိုးတွေကြောင့်စိတ်ဖိစီးတာမျိုးတွေဖြစ်နိုင်ပါတယ်။ရာစရီလန်ကာရောက်ပါပြီ။ဒါလား ကဒီလိုဆိုလို့ရှိရင်သီရိလင်္ကာနိုင်ငံအလေသွားခြင်းတဲ့သူတွေအတွက်အများကြီးအထောက်အကူဖြစ်ပြီးလို့ယုံကြည်ပါရခင်ဗျာသီရိလင်္ကာဟာယဉ်ကျေးမှုဓလိထုံးစံတွေအရင်မကွဲပြားလို့ကျွန်တော်တို့မြန်မာတွေနဲ့ကိုက်ညီတဲ့ခီးသွားနိုင်ငံတစ်ခုဖြစ်ပါတယ်အစားတော့အားဖြင့်လည်းအနှံ့အသက်မပြင်းတာကြောင့်အတော်အဆင်ပြေလှပါတယ်ဆိုတော့ပွဲတော်ကာလမှာဆိုတော့ဖူးရင်သွားမဲ့သူတွေကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်ကိုဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကို နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like and share လုပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟာ the traveler ပါ